currency ပဲဆိုတာပါလဲအားလုံးပဲမင်္ဂလာပါကျမကတော့လာဝန်းမီပဲဖြစ်ပါတယ်ဒီနေ့မှာ currency ပဲများကိုကျမကနေပြီးတော့မှရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် forex trading တွေကိုအယောင်ဝယ်ပြုလုပ်ကြတော့မယ်ဆိုရင်ကိုအယောင်ဝယ်ပြုလုပ်မယ်ငွေကြေးအတွဲတွေကိုမဖြစ်မနေတည်ထားဖို့လိုပါတယ်ဒါဆိုရင်ကျမနဲ့အတူတူငွေကြေးအတွဲတွေမလေ့လာခင်မှာ single currency တွေကိုအရင်ဆုံးလေ့လာကြည့်လိုက်ရအောင်ပါလားရှင်နိုင်ငံတကာမှာတော့သူတို့ရဲ့ကိုပိုင်ငွေကြေးတွေရှိကြပါတယ် Forex market ကြီးထဲမှာဆိုရင်အင်အားတောက်တဲ့ ਨੇ international currency များကိုအတိအကထားပြီးတော့မှကုန်သွယ်မှုပြုလုပ်ကြပါတယ်။အဲ့ဒီနိုင်ငံကြီးတွေရဲ့ငွေကြေးတွေကတော့ဥပမာကျမတို့ American နိုင်ငံမှာဆိုရင်သုံးဆွဲတဲ့ငွေကဒေါ်လာဖြစ်ပြီးတော့မှသူတို့ရဲ့ဒီငွေကြေးကိုစံပယ်အနေနဲ့အင်္ဂလိပ်ခေတ်အသုံးလုံးနဲ့ဖော်ပြလေးရှိပါတယ်။အဲ့လိုပဲနိုင်ငံတကာငွေကြေးအတွဲတွေမှာဆိုရင်အတူကောက်အနေနဲ့ကျမတို့၃လုံးနဲ့စံပယ်လေးတွေကိုဖော်ပြလေးရှိပါတယ်။ USA, ငွေကြေးအနေနဲ့ဒေါ်လာဖြစ်ပြီးတော့မှစံပယ်အနေနဲ့ USD Great Britain ငွေကြေးအနေနဲ့ပေါင်လို့ခေါ်ပြီးတော့မှ သူ့ရဲ့အတူကောက်ဖော်ပြချက်ကတော့ GBP ထို့နောက် Euro EU ပါဂျပန် Yen JPY ဖူဇလန် France CHF ကနေဒါဒေါ်လာ CAD အော်စတြေးလျဒေါ်လာ AUD နယူးဇီလန်ဒေါ်လာအန်ဇက်ဒီလိုပဲဖြစ်ပါတယ်။ဒါကတော့အာ single major currency အတွဲတွေကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့အယောင်းဝယ်ပြုလုပ်တဲ့သူတွေအနေနဲ့ဈေးကွက်ထဲမှာမတူညီတဲ့ငွေကြေးနှစ်မျိုးကိုအယောင်းဝယ်ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ဥပမာကျမတို့စီမှာမြန်မာချက်ရှိတယ်ဆိုရင်ကျမတို့ကမတူညီတဲ့ငွေကြေးတစ်ခုနဲ့အယောင်းဝယ်ပြုလုပ်ကြရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့က US ဒေါ်လာနဲ့အယောင်းဝယ်ပြုလုပ်ကြရအောင်ပါလားရှင်။ တော့ currency ပဲတင်ငေတာအနေနဲ့ဖော်ပြတဲ့အခါမှာမတူညီတဲ့ငွေကြေးနှစ်တွဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရေးသားဖော်ပြတဲ့အခါမှာ USD MMK လို့ဖော်ပြမှာပဲ ဖြစ်ပါတယ် USD အနေနဲ့ကျမတို့ strong ဖြစ်တဲ့ currency တွေကရှေ့မှာနေပြီးတော့မှ weak ဖြစ်တဲ့ currency တွေကအနောက်မှာဖော်ပြလေးရှိပါတယ် ဒါဆိုရင် USD MMK မှာ strong ဖြစ်တဲ့ currency တနည်းအားဖြင့် base currency ကတော့ USD ဖြစ်ပြီးတော့မှ MMK ကတော့ကျမတို့ coke currency တနည်းအားဖြင့် counter currency လို့လည်းခေါ်ပါသေးတယ်ဒါဆိုရင်ကျမတို့ရဲ့ trade လုပ်မဲ့ချက်စရာမှာ USD MMK တို့ပေါ်ပြနေပါပဲဖြစ်ပါတယ်။ USD MMK ရဲ့ဘေးနားမှာမြင်ရမယ့် price တွေက current price မှာ2000နဲ့မှ63ဖြစ်တယ်ဆိုပါတော့။တနည်းအားဖြင့် သူရဲ့အတိတ်ပဲဖွင့်လင်းချက်ကတော့ 1USD မှာ 2063MMK ကျမတို့ပေါက်ဈေးရှိတယ်လို့ယူဆရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့အနေနဲ့ USD MMK အတွဲကို Buy Order ဖွင့်လိုက်ခြင်းက USD Big Currency ကိုဝယ်ပြီးတော့မှ MMK Cold Currency ကိုရောင်းလိုက်တယ်လို့ကျမတို့အတိတ်ပဲသတ်မှတ်ရပါတယ်။ စန့်ချဘက်အနေနဲ့ကတော့ USD MMK ပဲတစ်ခုလုံးကို ရောင်းလိုက်ခြင်းက USD big currency ကိုရောင်းပြီးတော့မှ MMK cold currency ကိုဝယ်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ big currency နဲ့ cold currency တို့ရဲ့အကြောင်းကိုသိလိုက်မယ်လို့ညွှန်လဲပါတယ်။ ဒီ big currency ကိုဝယ်ပြီးတော့မှ gold currency ကိုပြန်ရောင်းတယ် gold currency ကိုဝယ်ပြီးတော့မှ base currency ကိုပြန်ဝယ်ရဲဆိုပြီးတော့မှကျမတို့ရဲ့ trading ထဲမှာ buy နဲ့ sell နဲ့ဆိုပြီးတော့မှအယောင်းဝယ်ဖွင့်လို့ရတဲ့ aura နှစ်ခုပဲဖြစ်ပါတယ်ဆက်လက်ပြီး forex ထဲမှာ thai soc currency ပဲဒီအကြောင်းကို လေ့လာလိုက်ကြရအောင်ပါလားရှင် thai soc currency ၃မျိုးရှိပါတယ်နံပါတ်၁အနေနဲ့ကတော့ major currency major currency ဆိုတာ USD နဲ့အင်အားကြီးစီးပွားရေးတောက်တင်းနဲ့ကျွန်တော်တို့နိုင်ငံတွေရဲ့အဓိကငွေကြေးတွေကိုတွဲထားတာပဲဖြစ်ပါတယ်။အရှိမကျွန်မဖော်ပြလိုက်တဲ့8 currency ရဲကနေပြီးတော့မှ USD နဲ့ပြန်ပြီးတော့မှ တွဲထားတာဖြစ်ပါတယ်။ဒါဆိုရင် EU ရ USD GBP USD AUD USD NZD USD USD JPY USD CHF USD CAD တို့ပဲဖြစ်ပါတယ်။တရားပြေအဒီမှာအဓိကပါဝင်နေတာကတော့ USD ကိုအခြေခံထားတဲ့ဘဲတွေပဲဖြစ်ပါတယ်။ဒါကိုတော့ major currency ပဲလို့ခေါ်ရမှာဖြစ်ပါတယ်ရှင်။ major currency ပဲတွေကတော့ဈေးကွက်ထဲမှာလူကြိုက်များတဲ့ popular ပဲတွေပဲဖြစ်ပါတယ်။တနည်းအားဖြင့် leading indicator အဖြစ်လဲကျမတို့ဒီအဓိကငွေကြေးအတွဲတွေပေါ်မှာကျမတို့လွှမ်းမိုးနိုင်စွမ်းရှိပါတယ် ောက်တစ်ချက်ကတော့ liquidity မြင့်မာတာပဲဖြစ်ပါတယ်လူကြိုက်များတာဖြစ်တဲ့အတွက်ကြောင့်မလို့အရာအဝယ်ပိုပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးနှုန်းအလုတ်အခက်ပိုပြီးတော့မှများစေပါတယ်။ဒါကြောင့်အချို့မြတ်ရှာဖွေတဲ့အခါမှာပိုပြီးတော့မှအရာဝယ်လုတ်တဲ့ currency pair တွေပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ minor currency pair တွေပဲဖြစ်ပါတယ်။ minor currency pair တွေဆိုတာကတော့ USD မပါဝင်ဘဲနဲ့ EUR, JPY, GBP, CAD AUD, NZD နဲ့ CHF တို့ကို အချင်းချင်းပြန်တွဲထားတဲ့အတွဲတွေပဲဖြစ်ပါတယ်။နမူနာအနေနဲ့ EU က cross currency pair တွေကိုကြည့်လိုက်ရအောင်ပါလားရှင်။ EU က GBP, EU က CHF, EU က CAD, EU က AUD, EU က NZD နဲ့ EU က JPY တို့ပဲဖြစ်ပါတယ်။ကျန်တဲ့ minor cross currency pair တွေကတော့အောက်မှာဖော်ပြထားတဲ့ပုံပါအစရာတိုင်းဖြစ်ပါတယ်။ နံပါတ်3အနေနဲ့ exotic currency pair တွေပဲဖြစ်ပါတယ်။ exotic currency pair တွေဆိုတာကတော့ major currency တစ်ခုနဲ့စီးပွားရေးဖွံ့ဖြိုးစားနိုင်ငံတွေရဲ့ငွေကြေးတွေကို တွဲထားတဲ့ currency pair တွေပဲဖြစ်ပါတယ်။ဥပမာစင်ကာပူနိုင်ငံမှာဆိုရင်ကျမတို့စင်ကာပူဒေါ်လာနဲ့ currency pair အနေနဲ့ကတော့ USD နဲ့တွဲမယ်ဆိုရင် USD SGD ပဲဖြစ်ပါတယ် exotic currency ပဲတွေဟာ major currency ပဲနဲ့ minor currency ပဲတွေလိုမျိုး trader များများဆဆကအယောင်းဝယ်မလုပ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ trader တွေပေးဆောင်ရမယ် spread လို့ခေါ်တဲ့ကုန်ကြစရိတ်များနေမှာပဲဖြစ်ပါတယ်။ spread ဆိုတဲ့အကြောင်းအရာကို နောက်သင်ခန်းစာမှာဆက်လက်ပြီးဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်ယခုမှစတင်လည်လာနေတဲ့ trader အားလုံးကျမတို့ရဲ့ Duprime မြန်မာရဲ့ Facebook page တို့လကောက် YouTube channel ကိုတို့လကောက် like share follow ပြုလုပ်ပေးထားနိုင်ပါတယ်ရှင်။အားလုံးပဲဘ ഹു တ္တအသိပညာများရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။